ါပါရှင်ကျမကတော့ခေခိုင်ပါဒီပူပီရုံးမြေတန်ကြားရဲ့နေ့လည်နေ့ရက်အချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် တအန်တန်တရားလဲထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့ရဲ့အဝင်ဝော့နာအထိစတင်ပါလ30ရက်နေ့ညနေ4နာရီလောက်မှာတိုက်ပွဲပြင်းထန်နေလို့ဒေသခံတွေစီကသိရပါတယ်။ကြောက်မဲမြို့နယ်ငါးဖလုံးလောက်မှာအနည်းကထိတွေ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းကားနေပါဘုံကျင်းနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က white train လင်ရင်တွေနဲ့ပုံကျဲတာလက်နေကြီးလက်နေငယ်တွေနဲ့ပစ်ခတ်တဲ့တွေကိုကြားနေရတယ်လို့ဒေတာခန့်တွေကပြောပါတယ်အော်တိုဘာလာတရက်နှစ်နေ့လေပိုင်းမှာတော့မိုသေးထန်စော်ရွှော်နေတဲ့အတွက်တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ဆိုပါတယ် ်စတင်ပါလာ29ရက်နေ့ကလည်းကြောက်မဲမြို့နယ်နမိုင်ကျော်အကော်ကခုံမုံရအနေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကရော်တွေကိုထိန်းချုပ်ထားကဒေသခံတွေကိုရော်တွေပြန်ဝင်ခွင့်မပေးဘူးလို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်ကအရှင်းမြောက်ကုံသွေးရလမ်းမပေါ်ကနောက်ထုံမျိုးကိုတင်ယူပြီးနောက်ကြောက်မဲမျိုးဘက်ကဦးတီကပြီးခဲ့တဲ့ဩဂတ်စ်လ18ရက်နေ့ကစပြီးတံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါရဲ့ရှင် နေပြည်တော်ကောင်စီအနေဖြင့်ပြည်မနာမြို့နယ်တစ်ဆိတ်ပင်လျှော်ထိပ်မှာစစ်တပ်ခွင့်ပြုချက်နဲ့တိစောက်နေတဲ့ဗလီကိုကန့်ကွက်တားဆီးခဲ့တဲ့အမျိုးသားရဲ့လှုံ့ရှားသူတွေနဲ့တန်ခါတချို့ကိုစစ်တပ်ကစတင်ပါလာ30ရန်နေကခေါ်ယူစစ်ဆင်နေရလို့မြို့ခန့်တွေစီကသိရပါတယ်ဗလီတိဆောက်နေတာကိုကက်ကွက်ဆန္ဒပြဖို့လုံနေသူတွေဖန်ဆီးခံခဲ့ရပြီးဆရာတော်ကြီးတွေတောင်းမယ်လို့ပြန်လို့ပေးလိုက်တယ်လို့မြို့ခံတယောက်ကဒီဘူဘီကိုပြောပါတယ် အမုံဖွင့်မှုဖွင့်ကိုတော့မသိရသေးဘူးလို့လည်းသိရပါတယ်။နေပြည်တော်ကောင်စီနေမြေပြည်မနာမြို့မှာဘလီတိဆောက်တဲ့ကိစ္စကိုရွှေအင်တော်မဟာစီရိတ်သားကြောင်းတိုင်းသိစိမင်းကြောင်းတိုင်းဝေလူဝံကြောင်းတိုင်းရှေဟောင်းကြောင်းတိုင်းမစိုးရင်ကြောင်းတိုင်းနဲ့ဓမာစရိယကြောင်းတိုင်းတို့ကဆရာတော်6ပါးကဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တာလို့နေပြည်တော်တည်အရေးမြင့်ကဒီပူပီကိုပြောပါတယ်။၂၀၂၄ခုနှစ်ဧပြီလ၁၂ရက်နေ့က စစ်ကောင်းဆောင်ကဗုဒ္ဓဘာသာနဲ့အင်္ဂလိပ်ကခရီးယန်ကက်သလစ်ခရီးယန်နေချင်းခရီးယန်ဆွေနေအစ္စလမ်ရှီယာအစ္စလမ်ဟိန္ဒူဘာသာတွေကကိုယ်စလေတွေကို နေပြည်တော်ကိုဖိတ်ပြီးဘာသာရေးအဆောင်တွေတိဆောက်ဖို့ညနေရတွေပေးအပ်ခဲ့တာဖြစ်ပါရဲ့ရှင်တတိုင်းပြည်လုံးကမထောက်ခံတဲ့စစ်တပ်ရဲ့ရွှေကောက်ပွဲကိုပူပေါင်းကာကွယ်တာဟာလက်နက်ကခေါင်းဆောင်တွေရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်နေတယ်လို့ကရင်စစ်ရဲလေလာသူတွေနဲ့အရက်ဖက်အဖွဲ့တွေကပြောပါတယ်။ အောက်ခက်သတင်းပေးပို့ထားပါရရှင်။စစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ်ရေကောက်ပွဲဟာကင်းပြည်နယ်နဲ့ပြည်သူတွေရဲ့ဘဝကိုအေဂျင်တီငင်အောင်ဖန်တီးပေးနိုင်မယ်လို့ယုံကြည်ကြကြောင်း SCA လက်မှတ်ထိုးထားတဲ့ကိလနဲ့ကိုင်တက်ခွက်တွေဖြစ်တဲ့ဒီမိုဒစီကျိုးပြကင်းတက်မတော့ DKB ကင်းငင်းငင်းကောင်စီ KNLPC နဲ့စစ်တလောက်ခံရရသောက်တက် BGF တို့ကဥပပေါင်းကာကွယ်သွားမယ်လို့ စတီမာ၂၈ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အခုလိုထုတ်ပြန်တာအောင်အဖွဲ့အစည်းကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေအရာရှိတွေရဲ့အကျိုးစီးပွားနဲ့တည်းရဲ့ပတ်သက်ဆွနေနေတယ်လို့ကင်းရစီရဲ့လလသူတယောက်ကပြောပါတယ်အဲဒါယနေ့ရှိအချိန်မှာလူရဲ့သဘောထားတွေပြောင်းနေတော့သူရဲ့ခံယူချက်တွေပြောင်းနေဟိုတိုင်းလုံးတပြည်လုံးကမထောက်ခံတဲ့အာမပေးတဲ့ဒီစကားမကိုကရင်လူမျိုးတွေ အတွက်ကိုစားပြုရင်းလူမျိုးတွေအတွက် Federal State ရဖို့အတွက်လှုံ့ဆော်နေပါတယ်လို့ကြွေးကြော်နေတဲ့ DKB နဲ့ PGA ခေါ် KNA ရတော့ဒါဒီချိန်မှာကိုကွဲပြပြဟိုမြင်သွားတယ်ပေါ့လူထုတွေကတော့အဲတော့ဒါရဟိုကျွန်တော်ပြောမှဆိုရင်တော့သူတို့အဖွဲ့အစည်းတွေရဲ့သူတို့အဖွဲ့အစည်းတွေကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေအရာရှိတွေရဲ့အကျိုးစီးပွားနဲ့တရားရိုက်ပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့တော့ ယုံကြည်တယ်။ကင်းမြို့သားစီယုံကင်းဘက်ကတော့လာမယ့်ရွေးကောက်ပွဲကိုပြည်သူနဲ့သူဆက်ညင်သွားမှာဖြစ်ပြီးစစ်ကောင်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးရဆက်ညင်ပြီးလှုပ်သွားတဲ့အတွက်ကင်းယူမူဝါဒပဲဆက်သွားမယ်လို့ပရိုဆော်ဒေါနီကပြောဆိုထားပါတယ်။လက်ရှိဒေသခံတွေအနေနဲ့လည်းရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားတဲ့ပြင်အရေးယူတာမရှိဘူးဆိုရင်မဲပေးမဲ့လူရှိမှာမဟုတ်ဘူးလို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတစ်ယောက်ကပြောပါတယ်။ 我们把这批药，通过我们比的是通过公司来加工，通过我们来这批药。如果我们要做这批药，做这批药的话，如果我们要这个产品做这其它的化工产品，啊，老这个都比其他物价比较好。啊，它会各方面方面都比较，那这是有的呢，比收购价就要比收购价低。在看到这些新闻呢，打开工作柜，通过打开柜呢。 တိစားလို့ပြန်နိုင်ငံကြီးလို့ကျွန်တော်မမြင်ဘူးเนาะအဲ့တော့ KNU ကလည်းပဲအခုလုံးဝလက်မခံဘူးအဲ့ဒီလိုဆိုလက်ခံတယ်လို့ကျွန်တော်တို့ဒီမှာရှိတဲ့ဒေတာကနေလည်းဒီဒီယူကော့ပွဲကြီးကိုဘယ်မှာစိတ်နေသားကြောက်အဲ့တော့တနည်းတော့တော့မဲမပေးရင်ကိုနာပြောလို့ကကျွန်တော်တို့ကိုမပေးဘူးဆိုရင်ဘာမှအရေးကြီးမရှိဘူးဆိုရင်တော့ပေးကြတယ်မဲပေးမဲ့လူရှိမှာပေါ့လက်ရှိမှာလဲစစ်ကော်မရှင်တပ်ကရေကွက်ဝဲကာလမတိုင်မီလက်စုံယူထားတဲ့တက်စကန်တွေပြန်လဲရယူနိုင်ဖို့နဲ့နေပြည်တော်ဆုံးမနိုင်ဘူး မြောက်ဤတောင်ဘက်ကိုအင်အားလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေမြင့်ထန်နေပါတယ်ကျွန်တော်တို့ပြည်ပြည်နယ်မှာတော့ရွေးကောက်ပွဲတက်မလာတဲ့ကာလမတိုင်ခင်တော့စက္ကမကဒါတို့ရဲ့စုမှုနယ်မြေတွေပြန်လည်ရရှိဖို့ဒါတို့စူးစမ်းအထောက်နေတာကိုတော့ကျွန်တော်တို့မြင်တွေ့နေရတယ်။သို့တော်လည်းပဲတက်မလာပွဲကာလမရောက်ခင်မှာပဲဒီတို့ ဝါးကျင်နေတဲ့ဒီဆူမှုဧရိယာတွေတို့လိုချင်နေတဲ့ဆူမှုဧရိယာတွေကိုတို့ပြန်လည်ပြီးဆူမှုနိုင်မလားဒါမှမဟုတ်ရွေးကောက်ပွဲသမတ်ရှင်ရောက်ပြီနော်တို့သမထားတဲ့တိုက်ကဲတို့သမထားတဲ့ဆူမှုဧရိယာမရဘဲနဲ့ရွေးကောက်ပွဲကာလကိုပဲရှေ့ရမလားဆိုတာကတော့ကျွန်တော်ပိတ်ကားပေါ်မှာဆက်ပြီးကြည့်ရမယ့်နေသားမှရှိပါတယ်ပေါ့နော်ကင်းမျိုးသားစီယုံကင်းကတော့စစ်ကော်မရှင်ပြုလုပ်မယ်ပြောင်းဝင်ရွက်ောက်ပွဲကို လုံးဝစက်မြင်ကြောင်းထုတ်ပြန်ထားပြီးရေကောက်ဝဲဖြစ်မြောက်အောင်ပူပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ်စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရေကောက်ဝဲပိုင်းတက်ကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖအံမြောက်ပြည်နယ်တန်တောင်ကြီးမြို့နယ်သုံးခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်ခံပါယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကုကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် မန္တလေးတိုင်းကြောင်ပတောင်မြို့နယ်မကြီးတိုင်းကျော်အနေကျမောက်တောင်ရှေလောက်တမဲရေပိုလွဲကနေရေကြောနေတဲ့အတွက်မိထီလာကြောင်ပတောင်ကာလန်ပိုင်းကိုယာယီပိတ်ထားရပြီးရင်တွေပိတ်ဆို့နေလို့မြေပြင်ကူညီကိစ္စရဲ့အဖွဲ့တွေစီကတီးရပါတယ်။ကြောင်ပတောင်မြို့နယ်မှာစတင်ပါလာ29ရက်နဲ့30ရက်နေ့မှာနရက်စက်တိုင်မိုးရော့သွန်းခဲ့တဲ့အတွက်ကျမောက်တောင်ရေလောင်တမဲကရေပိုလွဲကနေရေတွေကြော်တက်သွားတာကြောင့်ခရီးတော်တွေဘေးအန္တရာယ်ကင်းရှင်းဖို့ကြောင်ပတောင်မိထီလာတော့ကာလန်ကိုခရီးတော်လာဖြတ်တဲ့မှုယာယီပိတ်ထား ထားတာလို့ဆိုပါတယ်။အဲ့ဒီလိုကလည်းပိတ်ထားလိုက်ရတဲ့အတွက်ရက်တက်နေရတဲ့ကားတွေမနေဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ကြောက်ပတောင်မိထီလာကလည်းမိုင်တိုင်အမက်၅စက်တမိုင်၄ဖာလုံးကနေ၇ဖာလုံးကျနေဆေးရင်မြောက်တခြားမြင်းနေရနေရာတွေမှာရေ၅ပေကနေ၆ပေကျော်အထိရေတန်းနေလို့သိရပါတယ်။ရေကြီးရေချမ်းဖြစ်နေတဲ့ကြောက်ပတောင်မိထီလာကလည်းမင်းမြေခံမင်းသက်တပ်ဖွဲ့တွေလူမှုကူညီရေးအသင်းတွေကကူညီကေစီရေးလုပ်ငန်းတွေလုတ်ကိုက်ပေးနေတယ်လို့သိရပါတယ်ရှင်။ ဆန်စေးကဖွေးစေးအောင်ရောက်လာပြီးဆန်နဲ့ဆန်ထွက်ပစ္စည်းတွေမှာဆန်စေးကထူးထူးခြားခြားအနှိမ်ဆုံးဖြစ်လာပါတယ်။ဟန်နာသတင်းပေးပို့ထားပါရရှင်။ရန်တလောရန်ကုန်မြို့ကဘေးရနောင်နဲ့ဝါတန်းဆန်ကုန်စည်တိုင်းတွေမှာဆန်အဝယ်အေးတယ်လို့ဆန်စေးတွေလည်းမနစ်ကချက်ကျနေပြီးဆန်စေးအကြက108ပေါင်ပါဖွဲအတအိတ်ကို7900ကျော်ရှိနေပြီမဲ့108ပေါင်ပါဆန်အိတ်အိတ်ကတော့7400ခွဲလောက်တာဈေးရလို့ကုန်တွယ်မှုလုပ်ငန်းတခြားမှာထူးဆန်းတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ ွဲလို့ကလည်းဈေးကောင်းတယ်။ဘွဲလို့တပောင်က190လောက်ရှိသေးတယ်။190ပေါင်တရားဆိုတော့4000လောက်။180ပေါင်နဲ့တွက်လိုက်ရင်5000ကျော်တယ်။တန်ဈေးကတော့4000 4000 5000ဆိုတဲ့အခါကျတော့ဘွဲလို့ကလည်းဈေးပိုရတယ်၊ဇွဲကလည်းဈေးပိုရတယ်။ဆန်းရတာဈေးအနေနဲ့ဖြစ်။အာဒါတော့ဈေးကပုံမှန်မဟုတ်တဲ့အခြေအနေပါတော့။ဒီပုံမှန်မဟုတ်တဲ့အခြေအနေရအာတကယ်တော့ဟိုလည်းထူးခြားတယ် ဈေးကွက်ကဒီတိုင်းသွားမယ်ဆိုရင်မဟုတ်စံကုန်စီတိုင်းတွေမှာအများဆုံးရောင်းဝယ်လုပ်ကြတဲ့ဆန်တဲ့ဇကွဲမှာလည်းဇကွဲစည်းကဆန်စည်းထက်မြင့်နေပြီးဇကွဲကတော့ပြပတင်ပို့မှုရှိနေပါတယ်မြမဇကွဲကိုတရုတ်နိုင်ငံကအများဆုံးဝယ်ယူနေပြီးအင်ဒိုနီးရှား၊ဘယ်ဂျီယမ်၊ပိုလန်၊နက်တာလန်စတဲ့ဥရောပနိုင်ငံတွေကလည်းဝယ်ယူနေတာဖြစ်ပါတယ်ဇကွဲစည်းကွက်အခြေအနေနဲ့ပတ်သက်ပြီးလက်တလောဇကွဲရောင်းနေသူတူဦးကခုလိုပြောပါတယ်ဇကွဲကဟိုကပြင် အကြီးပေါ့ဤဤလှမယ်အရောင်လေးပွင့်ပန်းချာဆို65လောက်ထိတက်တယ်လေစံတော့အမြင့်ဆုံး6000ပဲစံစံစံလဲစံသားပြည့်မှာ80 85ပေါ့6000အရင်တုန်းကစံသေးနဲ့ဇကွဲသေးရဇကွဲသေးရအောက်ကပဲလေစံသေးရအောက်ကဖြစ်နေအခုကစံသေးရအောက်ရောက်လို့ဇကွဲသေးရပေါ်ရောက် မြန်မာတိုင်းနိုင်ငံလုံးမှာစကွဲမပါပဲစံသားကြီးရအောင်ကြိတ်ခွန်းနိုင်တဲ့စူပါတရားရခိုင်နှုံးလုံးတပ်ပန့်ထားတဲ့အစက်မြင့်ဆန်းဆက်ကြီးတွေအပါအဝင်ဆယ်မှတ်25မှတ်နဲ့35မှတ်ဆန်းအကြီးအကျယ်ကြီးကြိတ်ခွန်းနိုင်တဲ့ဆန်းဆက်ကြီးပေါင်း1900ကျော်ရှိပါတယ်မြန်မာနိုင်ငံဆန်းဆက်အတင်းရဲ့ခန့်မှန်းချက်အရတခြားဆန်းဆက်ငယ်ရီပါပါဝင်မယ်ဆိုရင်ဆန်းဆက်ပေါင်း1000ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ဒီလိုတမ်းမြင့်ဆန်းဆက်တွေကို ငွေကြေးကုန်ကြခံတည်ဆောက်ထားပေမဲ့ကမ္ဘာစံစည်းကွက်ပြောင်းလဲဖြစ်လာတဲ့အခါတခြားစံထွက်တဲ့နိုင်ငံတွေနဲ့မြန်မာစံတွေရှင်မရောင်းနိုင်တဲ့အခြေအနေကိုစံကုန်တဲ့တဦးကတုံ့တက်ပါတယ်။မနောကျွန်တော်စီဝေးတော့တက်တဲ့ခါရပြီ။ကျွန်တော်နိုင်ငံပို့ရစံအဲဖိုင်ရိုက်ဖိုင်ရိုက်ဆိုစံပြူပေါ့။ ဆန်ပြီးဆိုတာအခုဒီကုန်စည်တွေမှာလာတဲ့အတွေ့အကြုံအဖို့အဆုံပေါင်းလိုက်ဒီထဲမှာတမင်ကောင်းတာလည်းပါတယ်မကောင်းတာလည်းပါတယ်စားသုံးတဲ့ကောင်မှာပြုတ်တာတွေပါတာဒီအဲ့လိုမျိုးတွေပါတာပေါ့နော်အခုမှာဟို GW level ဆိုပြောတာ General 2ဆိုရင်နည်းနည်းမှအဲ့နှမျိုးပုံပြီးတော့တမင်းချက်စားတယ်ခေါင်းပဲ ဲ့တော့ကျွန်တော်တို့နိုင်ငံ export တင်တဲ့လူအားလုံးကဒီကွန်စီဒန်ကနေပြီးတော့အဲ့လိုမျိုးတွေ raw တွေဝယ်ပြီးအဲ့ရာကို publicly တင်ပြီးတော့ပို့လိုက်တကယ်တမ်းဒီစားသုံးတဲ့လူအသုံးပြုတဲ့လူကပြောတာတွေမှားတာတွေလည်းတတူးတတားလည်းမထက်ဘူးသမီးအယောင်စင်အရသာတွေမှာသူများနိုင်ငံတွေတော့မရှိနိုင်ဘူးလက်တလောဆန်စည်းကွက်ကျဆင်းနေတယ်လို့2025မိုးစပါးရာသီအတွက်စပါးတွေပေါ်လာပြီဖြစ်လို့စပါးလိုင်းလိုင်းပေါ်လာတော့မှာဖြစ်ပါတယ် စံစည်းတနေတာကစပါးစည်းကိုဆက်လက်ကြဆင်းစေမှာဖြစ်လို့စစ်ကော်မရှင်အနေနဲ့တစုံတရာတုံ့ပြန်ဆောင်ရွက်မှု ရှိပါကလာမယ့်စပါးရာသီတွေမှာဆက်လက်ဆက်ပြိုးနိုင်ဖို့ခက်ခဲရအပြင်စပါးဆက်အီက15တပ်မှဆက်ပြိုးထုတ်လုပ်နေတဲ့တောင်တူမိသားစုတွေမှာစာဝတ်နေရေးဘေးဒုက္ခတွေကြုံလာကြရတော့မှာဖြစ်ပါတယ်။ကျမဟန္နာပါ။ က်ပြီးနိုင်ငံတကာသတင်းတွေကိုရှုစားကြားမှာပါရှင် ုင်ငံအလေးပိုင်းမှာအင်ကာနေကပြင်အား9.3တုညရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့တာကြောင့်ဖိလစ်ပိုင်မီးတောင်နဲ့ငလျင်ဆိုင်ရာသိပ်ပန်ဖေဘိုစ်ကဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ပြည်သူတွေကမ်းခြေတွေနဲ့ဝေဝေးနေဖို့ကိုလည်းသတိပေးထားပါတယ်။ငလျင်ဘေးဒဏ်အသင့်ဒေသတွေမှာစာသင်ကျောင်းတွေပိတ်ထားရပြီးရာစုနှစ်များစွာသက်တမ်းရှိတဲ့ဖျားကျောင်းတွေပျက်စီးခဲ့ပါတယ်။လဲတေကျွန်း၊စီဘူးကျွန်းနဲ့ဘလေးရကျွန်းတွေကလူတွေကိုကမ်းခြေတွေ၊ကဲရိုးတဲတွေနဲ့ဝေဝေးနေဖို့ကဲရိုးတဲနဲ့နီးတဲလူတွေကိုကုန်းတွေရွှေ့ဖို့တတိ တီးပေးထားပါတယ်။စီဘူးမြို့မှာငလျင်လုတ်ခတ်ပြီးတဲ့နောက်ရာစုနှစ်အများဆုံးသက်တမ်းရှိတဲ့ကက်သလစ်ဘုရားကျောင်းတစ်ခုပြိုကျခဲ့လို့ဖိလစ်ပိုင်အခြေစအင်ကော်ရာသတင်းဌာနကပြောပါတယ်။ဗက်တရန်ကျိုးမော်ကစိန့်ပီတာနဲ့စိန့်ဘောဘုရားကျောင်းလဲငလျင်လုတ်ချိန်မှာပြိုကျခဲ့တယ်လို့ဖိစတာသတင်းဌာနကပြောပါတယ်။လာပူလာပူမြို့မေတာဝေမြို့တာလီစင်မြို့မင်္ဂလန်နီလာကွန်ဆိုလာစီယွန်နဲ့လီလိုအန်မြို့တွေအပါအဝင်စီဘူးကျွရဲ့နေရာတော်တော်များများမှာပုံတဟုန်းနဲ့အတွက်ကျောင်းတွေကိုဆိုင်းငံ့ထားပါရဲ့ရှင်။ ပြည်သင်းနိုင်ငံပါရီမြို့အနောက်ဘက်ကမုံပြော်တိုက်ကြီးဖြစ်တဲ့ Hyatt Regency Hotel ရဲ့ချင်းရင်မှာပြည်သင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကတန်မဲကြီးကိုစီနာတီအီမန်နူရဲ့နာတီမက်သောတည်ဆုံနေတာကိုစတင်ပါလ30ရက်နေ့အင်္ဂါနေ့မှာတွေ့ရှိခဲ့ရကြောင်းပါရီအစိုးရရှင်နေယုံကပြောကြားခဲ့ပါတယ်။တဲ့အမေကြီးနာတီမဲ့သောပျောက်ဆုံးနေကြောင်းကိုသူ့ဇနီးဖြစ်သူကတလင်းလန်တဲ့ညနေပိုင်းမှာတည်င်းပေးပို့ခဲ့တာပါ။ အဲ့ဒီအချိန်မတိုင်ခင်ကဇနင်းဖြစ်သူကိုစိတ်ပူကြောင်းမက်ဟော်စီကမက်ဆေ့တစာကိုလက်ခံရရှိခဲ့တယ်လို့အစိုးရရှေ့နေရုံကပြောကြားခဲ့ပြီးသတင်းစာကအစီရင်ခံစာတွေကိုအတည်ပြုခဲ့ပါတယ်။မက်ဟော်ဟာ20နလောကအခန်းတစ်ခန်းကိုချူတီစီရင်တွင်ထားတာကြောင့်တရုတ်လိုရှေ့နေရုံကပြောကြားခဲ့ပြီးလုံခြုံရေးအတွက်ပိတ်ထားတဲ့ပတင်းပေါက်ကိုလည်းအတင်းဖွင့်ထားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။စုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေပြီးအဲ့ဒီရှားလန်းကိုတော့ချူတင်သိရှိနိုင်မှာမဟုတ်ဘူးလို့ပြောဆိုပါတယ်။ ပြည်ထောင်နိုင်ငံဆိုင်ရာတောင်အာဖရိကသတ္တမန်ကိုယ်စားလှယ်ပိုင်းကာတစီကိုအင်ကာနဲ့အမွန်လေပိုင်းကဟိုတယ်အပြင်ဘက်မှာရှက်ထားတာကိုတွေ့မြင်ခဲ့ပါရဲ့ရှင်ဆက်လက်ပြီးအာကစားသတင်းကို တင်ဆက်ပေးပါမယ် လီဘာပူးတိုက်စစ်မှာပွဲထွက်ခွင့်ရဖို့အတွက်အိတ်ဆက်နဲ့ချိန်ပြိုင်ရတာကကောင်းမွန်တဲ့အချက်ဖြစ်ကြောင်းတိုက်စစ်မုံ EKTK ကပြောတော့ပါတယ်။အခုနှစ်နွေရာသီအပြောင်းအလဲမှာဖရန်ဖတ်အသင်းကလည်းပြောင်းရွှေ့လာတဲ့ပြင်သစ်တိုက်စစ်မုံဟာလီဘာပူးနဲ့ပြိုင်ပွဲစုံ၁၀ပွဲမှာငါကိုတင်ထားတာပါ။ပွဲထွက်ခွင့်ရဖို့အတွက်ဗြိတိန်ဆဲချင်းတွေပြောင်းရွှေ့ခြင်းရှင်အိတ်ဆက်နဲ့ချိန်ပြိုင်ခွင့်ရတာဟာကောင်းမွန်တဲ့အချက်ဖြစ်ပြီးထိတ်တဲ့အသင်းကြီးတစ်သင်းမှာတိုက်စစ်မုံတစ်ယောက်သာရှိတဲ့အသင်းလည်းမရှိကြောင်း EKTK ကပြောပါတယ်။ မိမိအသက်အရွယ်အရာလေးပုံမတိုတက်ဖို့လိုအပ်တဲ့အရာတွေရှိနေစေဖြစ်ပြီးအစ်စ်အသိစီရောက်ရှိလာတာကမိမိအတွက်ကောင်းမွန်ကြောင်း EKTK ကပြောတော်ပါတယ်။ဒါအပြင်မိမိတို့နေရာအတူတွဲကစားရမယ်ဆိုရင်လည်းအဆင်ပြေပြီးနင်းပြဘက်ကဘလို့ဆုံးဖြတ်မလဲဆိုတာတော့မသိရှိနိုင်ကြောင်း EKTK ကပြောတော်ပါတယ်ရှင်။ဒီပွေရုံမြင့်တန်ချာရဲ့နေ့လည်နေ့တိုင်းသတင်းတွေကိုတားရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါ ကျမကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်